liquidity ဆိုတာပါလဲဒီ token က liquidity အရန်နေတယ်လို့ပြောတာကြားဖို့ပါသလားဘာလို့ဆိုလိုတယ်လို့ထင်ပါသလဲဆိုတော့နားလည်လွယ်အောင်ရှင်းပြပေးမယ်နော် liquidity ဆိုတာကတော့ asset တစ်ခုကိုသူ့ရဲ့တန်ဖိုးအပေါ်အကျိုးသက်ရောက်မှုမရှိစေဘဲငွေသားအဖြစ်လျင်မြန်စွာပြောင်းလဲနိုင်ခြင်းကိုဆိုလိုပါတယ် crypto လောကမှာတော့ token တစ်ခုကိုဈေးကွက်တန်ဖိုးအတိုင်းလျင်မြန်စွာအယောင်းဝယ်လုပ်နိုင်တယ်ဆိုရင်သူ့မှာ high liquidity ရှိတယ်လို့ပြောလို့ရပါတယ်တကယ်လို့ လျင်မြန်စွာမရောချနိုင်ခြင်းသို့မဟုတ်ကိုယ့်ရဲ့အယောင်းဝယ်ကြောင့်တိုကင်ဈေးနှုန်းပြောင်းလဲသွားတယ်ဆိုရင်တော့ဒါကို low liquidity လို့ခေါ်ပါတယ်။တခါတလေဈေးနှုန်းအလွန်ကျဆင်းစေနိုင်တာလည်းဖြစ်နိုင်ပါတယ်။ဆိုတော့ဘာကြောင့် liquidity ဟာအရေးကြီးရလဲ။ပုံမလွယ်ကိုယ့်ရဲ့ trading အတွက် high liquidity ရှိဖို့လိုပါတယ်။ပြီးတော့ဈေးနှုန်းအပြောင်းအလဲမရှိဘဲရောင်းဝယ်နိုင်မှုလိုပါတယ်။ပြီးတော့ risk နဲ့ပြီးတော့ကိုယ်ဝယ်ထားတဲ့ asset ကိုရောင်းချနိုင်မှုလည်းလိုပါတယ်။ နာမည်ကြီးအိတ်ချင်းတွေဖြစ်တဲ့ Binance လို့အိတ်ချင်းမှာဆိုရင် high liquidity ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာတော့ဝယ်သူနဲ့ရောင်းသူအားလည်းများသောကြောင့်ဖြစ်ပါတယ်။ဆိုတော့ liquidity ကောင်းလေလေ trading မှာလွတ်လပ်မှုပိုရှိလေလေဖြစ်ပါတယ်။နောက်ထပ်ဒီလိုဗီဒီယိုတွေကြည့်ကြရင်တော့ like and follow လေးလုပ်ပေးထားအောင်နော်။